င်္ဂလာပါအခုကတော့ business suite application ရနဲ့ page message auto reply အသုံးပြုတဲ့နေရာရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီဘက်ကမြင်ကြောင်းလေးတုံးကြပါမနော်ဒါလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးသားကျွန်တော်ဒီရက် setting ပေါ့နော် setting ကိုတစ်ချက်နှိပ်ပြီးသားကျွန်တော်ဒီ automation ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ okay နေပြီးသားပြီဆိုရင်အရင်ဆုံးကျွန်တော်ဒီ page ကိုကျွန်တော်ဒီ highlighter နဲ့ auto reply ပြင်မယ်ကျွန်တော်ဒီ greeting message လေးပေါ့နော်ဒါလေးကျွန်တော်အရင်ဆုံးပြင်မယ်ပြင်မယ်ဆိုရင်ကျွန်တော်ဒီ instant reply ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနေပြီးသားပြီဆိုရင်ကျွန်တော်ဒီ message ပေါ့နော်ဒါလေးကျွန်တော်ဖွင့်ပေးလိုက် အပြင်ကြောင့်ဒီမှာကိုရေးချင်တဲ့ message ပေါ့နော် message ပြင်မယ်ပြင်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ခဲတံလေးကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ကျွန်တော်ဒီစာရီအကုန်လုံးတော့ဖြတ်လိုက်မယ်နော်အဲဒီမှာမင်္ဂလာပါပေါ့နော်မင်္ဂလာပါ အဒီ page ကိုလာဟိုင်းတဲ့ Facebook account ရဲ့ name ပေါ့နော် name ထည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီရဲ့ added personalization ပေါ့နော်ဒါလေးတစ်ချက်နဲ့ဒီမှာမှကျွန်တော် first name ရှိမယ် last name ရှိမယ် full name ရှိမယ်ပေါ့နော်အဲ့တော့ဒါကတော့ကိုကြိုက်တာထည့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတော့ full name ရွေးလိုက်မယ်ပြီးတော့ရင် added ကိုတစ်ချက်နှိပ်မယ်အဲ့ဒါဆိုရင်မင်္ဂလာပါဆိုပြီးတော့သူကလာဟိုင်းတဲ့သူရဲ့နာမည်ပေါ်ပါပေါ့နော်အဲ့ပြီးတော့ရင် h n hello kitty fashion house မာ ကျိုးဆိုပါတယ်ဗောနဒါတော့ကိုရေးကျင့်တဲ့စာသားရှိဗောနအဲဒါမဲ့ကျွန်တော်ဒီညမှာစလုံးကြီးကတော့ကန့်သက်ချက်ရှိတယ်ဗောနဒီစလုံးသူကန့်သက်ချက်ကြော်ထားရင်တော့ရေးလို့မရဘူးဗောနရေးပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ save code တစ်ချက်နှိပ်ပါအဲပြီးရင်ဒီမှာလည်း save code တစ်ချက်နှိပ်အဲဒါဆိုရင်ကျွန်တော်ဒီမှာ instant reply ဗောနကျွန်တော်ဒီ greeting message ပြင်ပြီးသားပြီအဲပြီးသားရင်ကျွန်တော်ဒီ page မှာအမေးများတဲ့မေးခွန်းတွေဗောနမေးခွန်းတွေကျွန်တော်ဒီတစ်ခါတည်းအမေးအဖြေလောက်ထားလို့ရတယ်ဗောနလောက်ထားမယ်ဆိုရင်ကျွန်တော်ဒီရဲ့ frequency ask question ဆိုတာကိုတစ်ချက်နှိပ်ပါ โอเคနေပြီးသားပြီဆိုရင်ကျွန်တော်ဒီ attack question ဆိုတာတစ်ချက်နေပါအဲအရင်ဆုံးကျွန်တော်ဒီ question ရေးမယ်နော် question ကကျွန်တော်ဒီမြန်မာလိုလည်းရေးလို့ရတယ်အင်္ဂလိပ်လိုလည်းရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမြန်မာလိုရေးတယ်ဆိုရင်တော့တစ်ဖက်ကကျွန်တော်ဒီ messenger မှာကြည့်တယ်ဆိုရင်ဒီရေးထားတဲ့စာလုံးကအပြည့်မပေါ်ဘူးပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့အပြည့်ပေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကတော့အင်္ဂလိပ်လိုပဲရေးလိုက်မယ်နော်အဲ how to buy ပေါ့နော်ဒါကတော့ကိုရေးခြင်းနဲ့စာသားလေးရှိပေါ့နော် how to buy အဲပြီးတော့ အဲ question မလေးထည့်ပေးလိုက်မယ်ပြီးတော့တခါလေးဖြည့်လိုက်မယ်နော်ဒီအဖြေမှာလဲကျွန်တော်ဒီမြန်မာလိုလဲရေးလို့ရတယ်အင်္ဂလိပ်လိုလဲရေးလို့ရတယ်နော်ဒီမှာတော့ကျွန်တော်မြန်မာလိုပဲရေးလိုက်မယ်နော် my you လို့ပါကအမြီအလေးစာဖုန်းနဲ့ပဲစံထားခဲ့ပါဘူးနော် ကယ်ရေးတဲ့ဆိုရင်တော့ကျွန်တော်ဒီမှာစလုံးဖတ်လို့ကောင်းရေးပါတော့ဒီမှာတော့ကျွန်တော်သင်ခန်းစာဖြစ်တဲ့အတွက်ကျွန်တော်နမူနာပြပေးတာပါနော်အဲပြီးသားကျွန်တော်ဒီ attachment မှာကျွန်တော်ဒီ attach ကိုနှိပ်ပြီးတော့ကျွန်တော် photo ထည့်လို့ရမယ်အဒီ border မှာကျတော့ကျွန်တော်ဒီ link တစ်ခုကိုထည့်လို့ရမယ်ပါနော်အဲ့တော့ကျွန်တော်ဒီမှာကတော့မထည့်တော့ဘူးနော်ပြီးသားရင်ကျွန်တော် save ကိုတစ်ချက်နှိပ်မယ်ဒါဆိုကျွန်တော်မေးခွန်းတစ်ခုရသွားပြီပေါ့နော်။သူမေးခွန်းအများဆုံးရေးလို့ရတာ၅ခုရေးလို့ရတယ်။အခုရေးပြီးတာတစ်ခုပေါ့နော်။နောက်ထပ်ထပ်ရေးမယ်ဆိုရင် add a question ပေါ့နော်။ဒါလေးတစ်ချက်နှိပ်မယ်။ delivery FEV ပေါ့နော် delivery fee ကဘယ်လောက်လဲပေါ့နော်အဲဒါလေးကျွန်တော်မေးထားတယ်အဲ့တော့ဖြေတာကအဲမျိုးတွင်းဆိုဘယ်လောက်ပေါ့နော်မျိုးတွင်းโอคะเอ่2000 2000ป่ะเปียถ้าเราก็อศีปิดดูยีป่ะนะ2000เอ่อเป็นกาเกโอคะเอ่อกาเกโอคะฟรีซูฟรียีป่ะนะ ပြီးတော့လည်းကျွန်တော်ဒီ attachment ကို button လို့ထည့်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဒီ customer တွေကဒီ question နှိပ်တယ်ဒီ question မှာနှိပ်လိုက်လို့ဖြည့်တဲ့ဟာလေးဖတ်တယ်ဒီလောက်ပဲဒီအောက်ကဟာလေးကျတော့ဒီ link တွေပဲဝင်လာဆိုတော့ထပ်ပြီးတော့မဝင်ကြဘူးပေါ့နော်အဲဒီမှာတော့ကျွန်တော်ဒီ photo တွေလည်းမထည့်တော့ link တွေလည်းမထည့်တော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီ save ကိုတစ်ချက်နှိပ်မယ် Okay ဒါဆိုရင်ကျွန်တော်ဒီမှာ question နှစ်ခုရပြီရေးပြီးသားပြီဆိုရင်ကျွန်တော်ဒီ messenger လေးကိုကျွန်တော်ဖွင့်ထားเนาะဒီကပိတ်ထားပြီးတော့ကျွန်တော်ဒီ save ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီ question တွေကတော့ကျွန်တော်ရေးထားတယ်တစ်ဖက်ကကျွန်တော်ဒီ messenger မှာသွားပြီးတော့ဒီ question တွေမပေါ်ဘူးနော်အဲ့တော့ဒါလေးတော့ဖွင့်ပါနော်ဖွင့်ပြီးသားကျွန်တော်ဒီ save ကိုတစ်ချက်နေလိုက်အဲဒါဆိုရင်ကျွန်တော်ဒီ အဲမေးများတဲ့မေးခွန်းတွေလည်းရေးပြီးသားရပါတော့ကျွန်တော်ဒီအောက်က flow app message တို့ကျွန်တော်ဒီ away message တို့ content info တို့ hawa တို့ဒါတွေကတော့အသုံးနေပါတယ်တော့ရင်လည်းသူကတခါလေးကြာလဲသူက away message ဆိုရင်လည်းဒီ sign ပိတ်တဲ့ရက်တွေပြန်ရတဲ့ဟာဗျသူကဒီ auto reply ပြန်ခြင်းတဲ့ခါပြန်နေမပြန်ခြင်းတဲ့ခါမှပြန်အဲ့တော့ဒါတွေကကျွန်တော်ဒီအသုံးလဲနေတယ်သုံးရတာလည်းသိပြီးတော့အဆင်မပြေဘူးဗောနအသုံးများတာကတော့ instant reply instant reply က gradient message ဗောန message မှာကျွန်တော်ဒီအရင်ဆုံးစာပို့လိုက်တယ်ဗောန high ပို့လိုက်တယ်ဆိုရင်အရင်ဆုံးပြန်နေစာဗောနဒီ frequency ask question ကကျတော့အမေးများ ဲ့မိခွန်းနေပေါ့ဟုတ်ပြီနော်ပြီးသွားရင်တော့ကျွန်တော်ဒါကိုဘက်ကနေတောင်းမယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်